မြန်မာနိုင်ငံမှာတိုင်းပြည်ကောင်းဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်သွားတဲ့ပင်မဲ့လဲတူတလူငါတမင်းလုံနေတာကြောင့်တိုင်းပြည်ကအကွဲကွဲပြားပြားဖြစ်နေရကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါတယ်။ငင်းငင်းကြီးဆောင်ရွက်ရမှာအ short အတင်းနဲ့တကယ့်ကိုငင်းချမ်းလိုတဲ့ဆန္ဒနဲ့သွားမှဖြစ်နိုင်ပြီဖြစ်ကြောင်းမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းက2025ခုနှစ်အောက်တိုဘာ15ရက်ကကျင်းပတဲ့ SCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောကြားခဲ့ပါတယ်။ငင်းငင်းကြီးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူအဆအမျိုး မျိုးမျိုးအတွေးခေါ်အမျိုးမျိုးကျိုးပန်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာတူတလူငါတမင်းလုံနေတာကြောင့်တိုင်းပြည်ကအကွဲကွဲပြားပြားဖြစ်နေရကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဦးထောင်အောင်ကျော်ကစီရင်တဲ့ဌာနကိုပြောပါတယ်တိုင်းပြည်တူတက်ဖို့ဆိုလို့ရှိရင်အလုံးဒီတူတူကလက်တော်ပြီးတော့ပေါ့တူတူကငါတမင်းလုံနေလုံနေခဲ့လို့တဲ့ဒီတိုင်းပြည်ကဖြစ်နေတာလေအလုံးကညီညွတ်နေတာငါတို့တိုင်းပြည် 多白做嘞！再看人家那，去年弄的钱，那人家那人民币都得过什么奖嘛？人民币嘛，我们弄哪么弄那骗人家做，都国家在骗人家做，那个老师别办。他的阿龙啊，我我讲呀，到外地去上不要嘛，当地做呃，很多家没黑做嘞，等些人呐，你弄那个那人家嘛，人民币啊，人家都几十几条钱的那样嘞，再来嘛，我，再你搞木子做，阿龙在做生意多难呢？做嘞，去年木呢做嘞，那人家都赚。 မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရဟာ2020ချွေတွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကာမြန်မာကျမတော်မှာဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။အဒီနောက်နိုင်ငံတော်ဝန်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသလိုလက်နက်ကင်တော်လှန်မှုတွေပေါ်ပေါက်လာတာဟာလက်ရှိအချိန်ထိမဖြေရှင်းနိုင်ပဲဖြစ်နေပါတယ်။မြန်မာနိုင်ငံမှာတိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုသလိုမျိုးဖြစ်နေတဲ့အတွက်တိုင်းပြည်စုစည်းခိုင်မာမှုလိုအပ်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP မှာဥက္ကရာဒေါက်တာအေးမောင်ကစီရင်နေသတင်းဌာနကိုပြောပါရယ်ဒီကလိုမှာတမင်းဆိုတာကဟို wall of support အဲ့ဒီ social combo ကိုပြန်ရကပေါ်တော့တော့အဲ့ဒီလိုမျိုးပြောင်းစုကြည့်နေတဲ့ချင်းမျိုးပြောကိုယ်နဲ့ဆိုရင်ဘယ်လိုမှသူချုပ်တဲ့တလမ်းပေါ်မရောက်နိုင်ဘူးဟိုညညအောင်ဒီကလိုမှာတမင်းတွေမဟုတ်အောင်ကျွန်တော်တို့နိုင်ငံရေးအချင်းစီယုံတင်တွေပို့ဆောင်ရွက်ကြအောင်ပါပေါ့ဒါလေးတွေကလုပ်ရဆောင်ရွက်ရတယ်ပို့တော့မညညညညအောင် လာကိုရင်မကူရအောင်အပြုလက်တွဲရှိတဲ့နေအောင်ကုနာလိုဝါလိုတွေဖြစ်သွားရင်ဝါလိုတွေမဖြစ်အောင်ငမရချင်းဘလို့ချင်းကကြပါလေဘလို့စူးစီးခိုင်မအောင်လုပ်ကြပါလေဆိုရဲအကူလေးအရင်စူးစိတ်ကြပါမြညောမှာပဲလက်ရှိနေထားတယ်ပြန်ပြီးရုံးခံတိုင်းလဲဆိုရဲယူဆမလနဲ့ကန်ပူစီကိုညွန်တလားသူတို့ကသူနဲ့ပေါင်းကြတယ်သူနဲ့ပေါင်းပြီးသူနဲ့ပေါင်းတော့သူ့ကြိုးကိုကြိုးနဲ့ဥနာလိုတိုက်ကြီးကနုံနုံနေမှာရထားဆိုကလေးမျိုး တိုင်းပြည်စုစည်းခံမှာမဟုတ်ဘူးအတပ်ပေါ့လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးသဘောတူညီချက်တစုံတရာမီရယူနိုက်သေးပဲဖြစ်နေကြောင်းရင်းငယ်ရေးလုပ်ငန်းစဉ်မှာလည်းရှေ့မတိုးနိုင်ပဲဖြစ်နေကြောင်းစီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြကြပါတယ်အလားတူနိုင်ငံရေးနဲ့ရင်းငယ်ရေးဆွေးနွေးရေးအတွက်မြန်မာတက်မတော်ဟာအထိုင်တစ်ခုအနေနဲ့ရှိနေပေမဲ့လည်းအတိုက်ခံတွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ဘယ်သူဒါမှမဟုတ်ဘလို့အဖွဲ့အစည်းကဥဆောင်ဆွေးနွေးခွင့်ရှိတယ်ဆိုတော့ဘုံသဘောတူညီချက်မရှိပဲဖြစ်နေပါတယ်